င်ကြီးอ่ะตาတွေจองเปียๆမလို့ပါตาတွေจองเปียๆမလို့လို့ပြောတဲ့ခါကျတော့ကလေးတွေကိုနံပါတ်1အရေးဆုံးကလေးတွေကိုပြင်ထားပါနဲ့ကိုရီးယားလူလောကတွေကိုကလေးတွေကိုခေါ်ရပြီဆိုရင်ကြွေးသားယုံအာပေးသားယုံနဲ့မိဘတောင်ကြည်တယ်လို့ပြောလို့မရပါဘူးเนาะစူရူရာကတော့ကျွန်မဆိုလို့ရှိရင်ပေါ့လေအမ် ညာပကြရင်အာသူတို့ air con ကိုတထပိတ်တယ်အာသူတို့ air con နံပါတ်ဘယ်လောက်ထားတာလဲအာသူတို့ဘလို့ အာဆော့တာကဘယ်လိုလဲတခါလေကြာလို့ရှိရင်လေအာမနဲ့ဆိုရင်ထားရမယ့်ဟာပေါ့လေအာတခါလေကြာရင်မထားရင်လည်းအိုးတနာပါတယ်အိပ်ပါစီပေါ့နော်ဆိုတော့ဒါပေမဲ့ဒီနေ့ကတော့မနဲ့6နာရီအတူတူလမ်းလျှောက်တယ်ခေါ်သွားတယ်ပြီးရင်သူတို့ပြောပြတယ်စကားလေးတွေပြောတယ်အဲ့ဒါမျိုးလေးတွေလို့ဖို့လိုလိမ့်မယ်လို့မြင်ပါတယ်အပြင်ကလေးတွေကိုသိပ်ပြည့်စုံအောင်ဆိုလိုတာကသိပ်ပြည့်စုံအောင်ဆိုတာလေ အိမ်မှာအိမ်ပေါ်ရင်းနဲ့လေအစင်နဲ့ဘာမှလုပ်စရာမလိုဘာမှမလုပ်စရာမလိုပဲအားနေလေသူတို့ကပို့ပြီးတော့အာပြဿနာရှိရပေါ့နော်ပြဿနာရှိရဆိုတာကဘာလဲဆိုရင်ကျမသားတွေကိုရှင်ပြောပြပြောပြမှာပေါ့ကျမသားတွေဆိုရင်အိမ်မှာအကူအိမ်မှာကူပေးတယ်သမီးလေးတွေရှိတယ်အဲ့တော့ဆိုလေတောက်ရေကွက်တောင်မှာ အာမထားတော့ဘူးသူတို့ကမမတွေရှိရဲဆိုတောက်ရွက်တောင်မထားတော့ဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒါနဲ့အဲနောက်ပိုင်းကျတော့မထားတော့ဘူး အာကိုတိုင်းလုပ်တဲ့မမေဝိုင်းကူပေးအဲဆိုပြီးတော့သူတို့ပြဟိုဝိုင်းကူပေးပါဆိုပြီးတော့ပြတယ်အပြီးကသူတို့လည်းသူတို့ကသူတို့ချက်တက်တယ်အသားကြီးဆိုရင်ငငယ်လေးတဲ့ကပါစတာတွေလည်းချက်တက်တယ်ဝတ်သနီချက်တွေလည်းချက်တက်တယ်သူစားကျင်တာသူလုတ်တက်တယ်ပေါ့နော်ဆိုတော့သူတို့ကိုတခုခုပေးထားမှာပေါ့နော်အဲအဲ့လိုမျိုးပဲအခုဒီထိုင်းနိုင်ငံကိုရောက်လာတော့လေအာလဝိုင်းကူပေးတယ်သားလေးရှိတယ်အဲ့ခါမှကြားရင်လေလေသူတို့ကကတ်ပြီးတော့လေကိုကိုကြီးဟိုကစားကျင်တယ်ဒီကစားကျင်တယ်အဲ့လိုပြောတာအာ ြောတာပြီးွားရင်အဲသူတို့အစင်းနဲ့အကုန်လောက်ခိုင်းတာပေါ့ထမင်းအောင်နေခိုင်းတာအစင်းနဲ့ပေါ့နော် ဲ့တော့သူဒီအဲပေါ့နော်ဟောမနေ့ကဇင်ဝတ်ပြန်လာတဲ့ခါကျတော့ဟောဟာပေါ့နော်နောက်နေ့မနက်မှာအဲကလေးတွေပြန်သွားတယ်ပေါ့နော်ဝိုင်းကူတဲ့ကလေးတွေပြန်သွားတယ်အိမ်ပြောင်းတာနဲ့ရွှေတာနဲ့ဆိုတော့အလုံးရှုပ်တာတွေလည်းရှိတာပေါ့ဒီသားလေးတွေရှိလို့လည်းအဆင်ပြေတာပေါ့လေဆိုတော့အခါကျတော့ကိုသားတွေကအဲ့တော့အဲ့ဒါဒီနေ့မှပဲစပြီးတော့အာမနဖလန်လျှောက်တယ်ပြီးသူတို့ဝိုင်းကူခိုင်းတယ်အာအငယ်ကပကန်းလေးပြင်အာပြီးသွားလို့ချင်းအကြီးကအာမနကထမ င်းစကြော်တာအစပေါ့နော်ဟင်းချက်တာအစပေါ့အဲပြီးတဲ့ခါကျတော့ကြောင်းသွားတာလဲသူကသူဟိုတစီငါးပြီးသွားတယ်ပထမတော့ live ပို့မလို့ပဲအဲတားကဘောက်ကိုသွားလိုက်လို့ပြောလိုက်တော့အဆင်ပြေပါတယ်တိတ်မိုးရေးပါအောင်ကြောင်းနဲ့လဲ15မိနစ်လောက်ပေါ့နော်ဆိုတော့ကကြောင်းတစီငါးပြီးတော့သွားလိုက်တယ်အဲပြန်လာတဲ့ခါကျတော့လဲသူစားဖို့အဆင်သင့်ပေါ့နော်ပြီးတဲ့ခါတောက်ရီထည့်တာဘာညာအစပေါ့ ပြောချင်တာဗာပြောချင်တာလဲဆိုရင်ခလေးတွေကိုခိုင်းမွလို့ရဲဆိုတာပြောချင်တာမနက်ကလမ်းလျှောက်တယ်အဲပြီးတဲ့ခါကျတော့ခဏသူတို့နဲ့အတူတူထိုင်ပြီးတော့မမင်းနဲ့အတူတူထိုင်ပြီးကြည့်ရမယ် ဘာဖြစ်လို့လဲဆိုတော့ဖုန်းဝင်ပုတ်နေပြီးတော့တစ်ချိန်လုံးအဲ့လိုမျိုးဖြစ်မှာစိုးလို့လေအာပြီးရင်မြန်မာပြည်ကကြတော့ parent control ဆိုတဲ့ဟာကိုမသုံးဘူးစင်ကာပူကမိဘတွေကတော့ parent control ဟာကိုသုံးကြတာကိုတွေ့တယ်အဲ့ခါမှာကလေးတွေကစော့ကျင်တဲ့ခါမှာအာအဖေမေတွေကိုဟိုဟိုဟိုဇခွန့်တောင်းရတာပေါ့နော်အာ parent control ကရှိပြီးသား parent control ကရှိပြီးသားမြန်မာနိုင်ငံလူတွေကမသုံးတဲ့အတွက်ကြောင့်မလို့အများစုကဒီတိုင်းပေးထားတာကလေးညင်ပြီးတော့အဲ့မှာပြဿနာပါတယ်လေဆိုရင်သူကအခုဆိုရင်အမေရိကန်မှာ ChatGPT ရတဲ့ ေပြီးတော့လမ်းမေးပြီးတော့အဲ့လိုမျိုးပေါ့ AI တွေကမေးပြီးတော့ဟာလာတကယ်ချင်းကိုဘလို့တက်ရမလဲလို့အော်နော်အော်တကယ်ချင်းကိုဘလို့တက်ရမလဲဆိုလို့အဲ့လိုမျိုးတွေပေါ့နော်ပြီးွားရင်အဖြေပြန်မရလို့ဘလို့မျိုးပေါ့ဆက်လင်းနေသားဆိုအော်ကိုသားတွေကြောင်းလည်းကိုတည်ရယ်ပြီးွားရင်သူတို့ရဲ့အထွေးလေးတွေဟာစကားလေးတွေပြောဖို့လိုတယ်အရန်ဖန်ဒီကိစ္စရရှင်တော့အရန်စိတ်ဝင်စားစရာကောင်းတယ်သူတို့ရဲ့အထွေးတွေဟာအမတန်ကို အမတန်ဟိုထူးခြားတယ်နော်ခလေးဆိုပြစ်ထားလို့လည်းမရအောင်နော်ဆန်းနှင်းနဲ့မပြည့်သေးတယ်ကျောင်းရဲ့သားလေးကအများကြီးသူအာတွေးတာတွေပြောတာတွေဆိုရန်အံ့ဩစရာကောင်းတယ်တချို့ကိစ္စကပြောလို့မသိတော့လို့ပေါ့နော်အာပြောလို့မသိတော့လို့အာပြောလို့မသိတော့လို့ဆိုဆန်းနှင်းမပြည့်ခင်ကကိစ္စပြောပြမယ်ဆန်းနှင်းမပြည့်ခင်ကအွန်လိုင်းကနေပြီးတော့အပြင်မှာမတွေ့ဘူးနော်သူတို့အဲ့မှာအွန်လိုင်းကပဲစာသင်ရင်းနဲ့အဲ့တော့မှာ၈နှစ်လောက်ပဲရှိသေးတယ်မိမိပတ်စံဆက်သိမ်းပြီးတော့အဲ့လိုပြောတာနော်အာဘာလို့မလို့လဲဆိုကလောတော့ လို့သူကြိုက်နေတဲ့ကောင်မလေးဟာဂျက်နီဖာဆိုပြီးတော့အဲ့လိုပြောတာနော်ဟဲသားကလောလည်းမြောက်ဘူးပဲနဲ့ဘလို့လုံးမှာလဲပေါ့ပပီလက်ဗန်နော်စိတ်ချလို့မရအောင်အဲအဲ့လိုမျိုးတွေကအဆပေါ့နော်အဲသူကဗာလဲအဲသွားပြီးရလို့ရှိရင်တော့ပေါ့ကလောတို့အာရောက်ပြီဆိုလို့ရှိရင်အဲအဲကျိုးစပါးကြီးဆိုတဲ့ဆီကနေပြီးတော့အော်လိုက်မှာဆိုပဲအဲ့လိုကလေးပဲဒါပေမဲ့ခုကလေးဆိုပြီးပြစ်ထားလို့မရအောင်ခုကျမသားဆိုလို့ရှိရင်အာ73နဲ့မပြည့်သေးပေမဲ့ကျမရက်ထက် ိုမြင့်သွားပြီအဲလူကောင်းကြီးကလည်းထွားထွားကြီးပေါ့နော်ဆိုတော့ကြတော့အဲသူတို့ကတခါတည်းကမှလူကြီးလို့ပဲအဲတခါတည်းကမှကြတော့ဘူပေါင်းလေးအာဒီလိုမျိုးပေါ့နော်ဆက်ပြဘူပေါင်းလေးမှုပြီးကလေးလေးပဲပေါ့တကယ်တော့ကလေးလေးပါဒါပေမဲ့လေလှထားလို့မရဘူးအာတတိချာရမယ်ပေါ့နော်အမြဲတမ်းသူတို့မလုပ်တာလေအဲအဲ့လိုမျိုးလေးတွေပေါ့နော် အော်ဂူဆိုင်ကြပါကိုရသားလေးတွေတမီးလေးတွေအော်လူမျိုးပေါ့နော်သားလေးတွေတမီးလေးဆိုတော့လေအဲ16နှစ်ဆိုလဲဒီတိုင်းပဲမလွတ်ထားပါနဲ့နော်ဒီနေ့တော့ အာမနက်ဖက်လမ်းလျှောက်တယ်အဲဓမင်းကျော်ပြန်လာတော့ဓမင်းကျော်ကြောတယ်ပြီးသွားတဲ့ခါကျတော့ဓမင်းမနက်စာအတူတူစားကြရတယ်အဲပြီးသွားတဲ့ခါကျရင်အမကဓမင်းဝိုင်းမှာစကားလေးတွေပြောတယ်ပြီးရင်အတူတူမင်းမင်းနဲ့အတူတူကြည့်ရမယ်ဆိုပြီးတော့သူတို့တက်ပညာရတာကြည့်တယ်ကြည့်တဲ့ခါမှာအငယ်ချက်ချင်းအဲမင်းတို့ဒါကြည့်ပြီးတော့အာဂိမ်းရေးမယ်ဆိုလို့ရှိရင်အာတပုတ်ကိုတရားပေးမယ်ဆိုချက်ချင်းရေးတာနော်အငယ်လေးကချက်ချင်းဂိမ်းပရိုဂရမ်ချက်ချင်းရေးတာရေးတာအဲအကြည့်ရတော့ဟုတ်ပြီ တားပို့ပေးမယ်ပေါ့အဲ့လိုလေးပေါ့နော်တယောက်နဲ့တယောက်နဲ့မတူဘူးအရှင်ချင်းနဲ့မတူဘူးနှိုင်းရှင်စရာလည်းမလိုဘူးတားသမီးတိုင်းဟာတံပိုးရှိရဲမိဘတွေအတွက်သိချရတဲ့တသားမိမိတွေအတွက်ကိုဟောကျွန်မပြောတဲ့စီအမျှဝေတဲ့စီအားတစုံတရာအကျိုးရှိရဲဆိုရင်အမ်ပြောပြအကျိုးနှစ်ပါးပြီးကျေးဇူးတင်ပါတယ်ရှင် သားလေးတွေတမီးလေးတွေကိုဖက်ပေးပါ ကျင်နာပေးပါညာပကြရင်လည်းထပြီးတော့ဖက်ပေးပါနော်အကျမကတော့ခွေးလေးကျမချစ်တဲ့ခွေးလေးတော်မှညာဘက်ထပြီးတော့သူကအော်နေရဲ့ညီးနေရဲ့ဆိုထပြီးတော့ဖက်ပေးသူလည်းကလေးတိတိလေးပဲဆိုတော့လေဆိုတော့အဲ့လိုမျိုးလေးပေါ့နော်သူ့အတွက်လည်းကိုကအမေပဲဆိုတော့လေနော်ဟုတ်ကဲ့ပါအားလုံး ကျင့်ကြံနာနာနွေးနွေးထွေးထွေးနဲ့မေတ္တာများရရှိကြပါစေ။ကျမလည်းမေတ္တာတွေပို့ပေးပါရစေ။အဲချစ်တော်သားသမီးတွေအားလုံးအောင်မြင်မှုပေါင်းနဲ့ပြည့်စုံပါစေလို့